ကြံကြုံနေနဲ့အကြမ်းနေနဲ့ရဲ့အတွင်မှာတကြံပွဲတော်ကိုဘန်ကောက်မြို့မှာလာအောင်ဆင်ရွယ်သူ၃လ၆တောင်းကျော်ရှိရလို့ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတကြံပွဲတော်ဖြစ်တဲ့ဆုံခရံတကြံပွဲတော်ကိုပြည်တွင်းနဲ့တိုင်းပြည်သားမကပဲပြည်ပနိုင်ငံခြားသားတွေပါလာအောင်ဆင်ရွယ်နေကြတာပါ။ဘန်ကောက်မြို့မှာဆုံခရံတကြံပွဲတော်အဓိကဆင်ရွယ်ရနေရဖြစ်တဲ့စီမွန်နဲ့ခိုးဆန်းလန်းတွေမှာတကြံပွဲတော်လာအောင်ဆင်နေသူတွေတုံမပေါအောင် စီကားတမ်းမြင့်လျက်ရှိနေရပြီပြီရင်ကြော့ကြတဲ့မှုတွေနဲ့ရင်မတော်တဆမှုတွေလည်းဖြစ်ပွားခဲ့ပြီးတာဝန်ရှိသူတွေဘက်ကအသက်နိုင်ဆုံးထိခိုက်နစ်နာမှုတွေရောပါအောင်စ조사လုပ်ဆောင်ခဲ့တယ်လို့ဗန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတွေကိုပြောကြားခဲ့ပါတယ်ဆောင်ရတဲ့ကြံပွဲတော့လာအောင်ဆင်နွှဲတဲ့ပြည်ပနိုင်ငံသားတွေတိခိုက်မှုတွေမကြုံရအောင်တတိပေးကြံပြုစာတွေထုတ်ပြန်ခဲ့ပြီးအရက်တိစာအလွန်ကြုံမတော့စားဖို့နဲ့အရေးကြီးပစ္စည်းတွေကိုယူတိုက်တဲ့စာမှုဆိုတဲ့အချက်တွေပါဝင်နေလို့လည်းသိရပါဗျ။